လက်ပြစ်၈ပန်းဆိုတာဖျားပွင့်နေတဲ့အချိန်မှာတငရဲမှာဖြစ်နေခြင်း၂တရိษံဖြစ်နေခြင်း၃ပြိတ္တာဖြစ်နေခြင်း၄တက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်သာရှိတဲ့ပြမနာသာရှိတဲ့ပြမမျိုးဖြစ်နေခြင်း၅ဖျားတရားနဲ့ဝေးလံတဲ့တော်ချုံချုံချာ ေတာများမှသွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်း။၆အယူမှဝါဒမှားယွင်းနေခြင်း။၇အသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်း။ဖျားပွင့်နေတဲ့အချိန်မှာဖျားဘယ်လိုပွဲပွင့်ပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လန်းမရှိတော့။အေးနောက်တစ်ယောက်ကတော့ အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနိုင်ရဖို့အခွင့်မရှိဘူးဟောအခွင့်ရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်ဒါကိုဩကတာထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးနဲ့ဆိုတယ်လူတွေစုတောင်းနေကြကိုယ့်ကိုစဉ်းစားကြည့်အခုရပြည့်၈ပါးကိုလွတ်နေသလား လွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးဘာလို့လဲရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရဘာသာရှိမှဖြစ်မှာဘာသာမရှိလို့ဖြစ်ဘူးရှားကြရမှာဖွေကြရမှာထို့တူပဲဘုန်းကြီးတို့တူလူ့ဘဝရ ဘုရားသာသနာတော်နဲ့ကြုံတွေ့တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုံနိုင်သေးဘူး။သာယေသမီးယေစီးပွားယေဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချေရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုံလိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီအမျက်မရလိုက်တော့ ရှုံးသွားပြီဘဝရလာတဲ့အချိန်မှာအနှစ်သာရနဲ့အကာကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာနော်ပစ္စည်းဥစ္စာကအနှစ်လားစီးစိတ်ဥစ္စာတွေကအနှစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကအနှစ်လားဆိုတာစဉ်းစားကြည့်အနှစ်ရှုဆိုတာသာဝရပိုင်ဆိုင်မှုရှိပြီ ိုယ်အတွက်ရေရှည်အကျိုးပြုတာအနှစ်အကာဆိုတာခဏလေးဘယ်ရာပဲဖြစ်ဖြစ်အကာဟာခဏလေးနဲ့ပြတ်တယ်အနှစ်ဆိုတာကြာရှိခံအဲ့တော့ကြာရှိခံတဲ့ဟာကိုလုတ်မလားတတန်းတူတဲ့အရာနဲ့ပဲအချိန်ကုန်သွားမလားဒါကိုယ်ကိုစဉ်းစားဖို့လိုအဲ့တော့အကာဆိုတာဘာတွေလောကဒုသားတွေဟာစီးပွားဥစ္စာတွေကြီးပဲ ရှားနေမယ်ဆိုရင်အကာတွေပဲရှားတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲ။ချမ်းသာရင်မသုံးရဘူးလားဆိုသုံးရပါလေ။တိုက်တယ်တဲကားတွေဝဲ။နော်။စိတ်မကြဘူးလားကြပါလား။အဲ့ဒါဟာတခဏလားထာဝရလားလို့ဆို။တခဏလေးပဲ။မကြခင်ပဲ။ဘဝတစ်ခုဆုံးသက်သွားရင်အားလုံးပြစ်ထားခဲ့တာ။ အနှစ်သာရဆိုတာမဟုတ်ဘူးလို့ဆိုလို့စီစဉ်ဥစ္စာလဲထို့တူပဲပိုင်ဆိုင်တဲ့အချိန်လေးသာမော်လို့ကြွားလို့တုံးလို့ဖြုံးလို့နေနိုင်တယ်မရှိတော့ဘူးဆိုလို့ရှိရင်သွားပြရင်တော့သူကတခဏအရာတွေကိုသာဝရထင်ပြီးတော့အချိန်လေးအများကြီးပေးလိုက်မယ်ဆိုရင်တခဏပဲအကာတွေနဲ့ပဲအဆုံးသတ်သွားမှာဖြစ်တယ်အနှစ်သာရကိုရအောင်ယူတဲ့အခါ ကိုခန္ဓာကိုယ်ရဲ့အနှစ်သာရဆိုတာအဲပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာဘာလဲဒီစည်းဝါဥစ္စာရှာလို့ရတဲ့ထဲကဒါနကောင်းမှုပြုလိုက်ပြီဆိုရင်ဒါအနှစ်သာရအဲ့ဒါကြတော့ကိုပိုင်သွားပြီဒါနကောင်းမှုလုံးလိုက်တယ်ဖျားတဲတယ်ကြောင်းဆောက်တယ်ရှင်ပြုတယ်လှမှုတမ်းမှုတွေလုပ်တယ်ကြီးရွာလမ်းမာတွေခင်းတယ်အများကောင်းကျိုးအတွက်အတုံးချတယ် အများအကျိုးအတွက်အသုံးချတယ်ဒါနကောင်းကိုရထားတဲ့ကိုပိုင်ထားတဲ့ပစ္စည်းကိုမြှောက်ဝေပြီးတော့လူတွေတန်းနေပြီးတဲ့ကန်းနေဟောတာကအနှစ်ကိုရလိုက်တာပဲဖြစ်တယ်ကြံတဲ့ဟာတွေကမတည်ခင်လေးပဲပိုင်ဆိုင်တော့လဲတည်သွားရင်ကိုပြစ်ခဲ့ရမယ်ဒါလို့ဆိုလို့သာဝရမဟုတ်ဘူးတခဏမြတ်တာခိုင်မာမှုမရှိတဲ့ပစ္စည်းတွေကဒါနဆိုတဲ့ ုသိုလ်ဆိုရင်အနှစ်သာရကိုထုတ်ယူလိုက်ပြီဆိုလို့ရှိရင်ဒီလူဟာတော့အမြတ်ရလိုက်ပြီလို့ပဲအောင်မြတ်